ကောပလာမင်းအိမ်မက်16ချက်ထဲမှာဖဲချက်တွေအခုတကယ်ဖြစ်နေပြီလေအိမ်မက်တွေကရောဖြစ်ပါပြီလေဘာကြောင့်ညာတွေလဲဆိုတာသိရအောင်ဆက်လက်နားထောင် ကြည့်လိုက်ကြရအောင်ပါနော်ဒီကြောင့်ညာလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ channel လေးကို like and subscribe လုပ်သွားပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်ညစွာဖေယရှင်ဟာစေတဝင်ကျောင်းတော်မှာတရင်သုံးနေတော်မူစဉ်မှာကောသလမင်းကြီးဟာ ထူးဆန်းတဲ့အိမ်မက်တရက်ကိုမျက်မှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာအချင်းအရာ16ရက်ကို တွေ့ရှိရခါမှာမင်းကြီးဟာအလွန်ထိတ်လန့်သွားပါတယ်။စမ်းကြဲတဲ့အိမ်မက်ရဲ့အထိပ်ပဲကိုပုံနာတော်တို့ကိုမေးစမ်းတဲ့အခါမှာပုံနာတော်တို့ကကတ်သုံးပါကြားရောက်မဲ့နမိတ်ဖြစ်တဲ့မကြောက်စေလို့တော့ပါးကောင်များကိုတက်ပြီးရင်းနှက်ပူဇော်ရမယ်လို့ဟောကြားပါတယ်။ ကောသလမင်းရဲ့ကျင်ကတော့မလီကာမီဒီယာကပုံနာတို့ဟောကြားတဲ့စကားတွေကိုမယုံကြည်ရဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ထံတွင်လာမင်းလျှောက်ဖို့အတွက်အကြံပေးပါတယ်။ကောသလမင်းလည်းမြတ်စွာဘုရားထံဝင်ရောက်လျှောက်ထားပါတယ်။မြတ်စွာဘုရားကအိမ်မက်ဟာပုဂ္ဂဝနမိတ်သားလင်းဖြစ်ပြီးငါဘုရားပြိဋိဘံပြုပြီးနှစ်ပေါင်း2000ကျော်ဝိပတိခေတ်ဖြစ်မှချက်ပေါ်မဲ့နမိတ်ဖြစ်ကြောင်းမိန်ကြားပါတယ်။ အိမ်မက်16ချက်ကိုကောသလမင်းကတခုချင်းရှောက်တင်ရမှာမြတ်စွာဘုရားရှင်ကတခုချင်းခြေချခဲ့ပါတယ်ကောသလမင်းအိမ်မက်တအရက်လေးမျက်နှာမှာလေးကောင်သောနွားလာဥတ္တဖာတို့ဟာလာလက်၍မင်းဟင်မြင်၌ဝှေ့မီဟုတုံမြီကျုံးွားလျက်မဝေဘဲသာလျင်ထဲလီကုံသည်ဟုမြင်မှတ်ပါသည်။နောက်ခါတရားမဆောင်သောမင်းတို့လက်ထက်၌အရက်လေးမျက်နှာမှမိုးတို့သည်ရွာအံတကယ်သို့ ချစ်ချုံလျက်မရွာပဲသာလျင်ပျောက်ပြက်ကုန်လက်တံထို့ကကောက်ပဲသီနှံတို့ပျက်စီး၍လူတို့၌အစာရေစာရှားပါးငတ်မို့ခြင်းဖြစ်လက်တံကောဒလာမင်းအိမ်မက်နှင့်နုနယ်သိငယ်စွာသော အပင်တို့သည်ပွင့်ကြတိကြသည်ကိုမြင်မှတ်ပါသည်နောင်ခါဆုပ်ယုပ်သောကာလလူတို့တည်တန်းတို့သောကာလ၌ယောက်ျားမိန်းမတို့သည်ထက်တန်ပြင်းသောယာကရှိကုန်သည်ဖြစ်၍ ်ငယ်ရွယ်စဉ်အခါ၌ပင်အိမ်တော်ပြုခြင်းတာမွေခြင်းတို့ကိုပြုလုပ်လက်တံကောသလမင်းအိမ်မက်တော့နွားမကြီးတို့သည်မိမိတို့မွေးစဖြစ်သောနွားမငယ်တို့၏နှုတ်ကိုစို့သည်ဟုမျက်မှတ်ပါသည်။နောင်ခါကြီးတော်သူတို့အားအယုအသေးပြုခြင်းပြောက်ွယ်သောကာလ၌အမိဖာရောက်ခမစသူတို့သည်ကိုးခွေရာမရှိကုန်သည်ဖြစ်သည်ဖြင့်မိမိတို့၏တာသမီတမတ်ချွေးမစသူတို့ထံ၌ကဲ့ရဲ့၍ ညုံညင်ညှိုးငယ်စွာ အသက်မွေးရကုန်လတံကောတလမင်းအိမ်မက်လေးလဲရို၌ဝင်းကိုစောင်းနိုင်သောနွားကြီးတို့ကို မကမှု၍နွားငယ်တို့ကိုသာကစေကုန်၏နွားငယ်တို့လည်းဝင်းကိုမနိုင်၍လဲရို့ကိုလည်းဆွဲခြင်းကမတက်နိုင်သည်ကိုမြင်မှတ်ပါသည်။နောင်တရားမဆောင်သောမင်းတို့လက်ထက်၌အသက်ကြီးဘွားကြီးပညာရှိကုန်သောသူတို့အားအမတ်တရားသူကြီးစသောယာရုစည်းစိမ်တို့၌ မခံထားမှု၍အသက်ဝါပညာငယ်ကုန်သောလူငယ်တို့အားသာခံထားကြလတ္တံထိုကားအခွင့်အရေးမသိမတော်မမှန်ဖြစ်၍အမှုမပြီးအကျိုးမပြီးရှိသောအခါလူငယ်တို့သည်မိမိတို့၏ယာရုစည်းစိမ်ကိုစွန့်ကြလတ္တံလူကြီးတို့သည်လည်းငါတို့မှာပြင်ပကသာဖြစ်၏ဟုပြစ်လျူပြု၍နေကြကုန်လတ္တံတို့ဖြစ်၍တရားမဆောင် အမှုမပြီးကြသည်နှင့်မင်းနှင့်တကွာတိုင်းပြည်ပါဆုပ်ယုပ်ပျက်စီးကြလတ္တံ ကောတလမင်းအိမ်မန်ကကရင်နှစ်ခုရှိသောမြင်းသည်ကျွေးလာသောမူရောစပါစသည်တို့ကိုကရင်နှစ်ခုနှစ်ဖြင့်စားသည်ဟုမြင်မှတ်ပါသည်။နောင်တရားမဆောင်သောမင်းတို့လက်ထက်၌တရားမဆောင်သောတရားသူကြီးတို့သည်နှစ်ဖက်သောအမှုတွေတို့မှပေးသောတစိုးလက်ဆောင်တို့ကိုစား၍အမှုတို့ကိုမမှန်မကန်ဆုံးဖြတ်ကြကုန်လက်တံ။ကောတလမင်းအိမ်မတ်ချောင်းအဖိုးတသိန်းထိုက်သောရွှေခွက်ကိုညီခွေးပူအား ြင်ငယ်စွန့်ရန်ပေး၏မြေခွေးလည်းထိုရွှေခွက်၌ကြင်ငယ်စွန့်သည်ဟုမျက်မှတ်ပါသည်နောင်တရားမဆောင်သောမင်းတို့လက်ထက်၌အမျိုးမြတ်သောသူတို့သည်အချီးမြောင်မခံရစင်ရဲကြ၍အမျိုးရုပ်သောသူတို့အစိုးတရကြွယ်ဝချမ်းသာကြလက်တံထို့အခါအမျိုးမြတ်တို့အသက်မွေးခြင်းငှာမတက်နိုင်ကုန်သည်ဖြစ်၍မိမိတို့သမီးတို့ကိုအမျိုးရုပ်တို့အားပေး၍အသက်မွေးကြကုန်လက်တံကောတလာမင်းအိမ်မက်ခွနဲ့ အေရောက်သောယောက်ျားသည်အင်းပြင်၌ထိုင်ရဲလွန်ကိုကြည့်၍ခြေရင်း၌ထား၏ထိုအင်းပြင်အောက်၌ရှိသောစာလောင်သောမြေခွေးမှသည်ထိုယောက်ျားမသိစဉ်လျှင်ထိုလွန်ကိုစား၏ဟုမြင်မှတ်ပါသည်နောင်ခါမိမတို့သည် အစာအသောက်အဝတ်အနေထိုင်စသည်တို့၌လော်လဲခြင်းရှိ၍မိမိတို့လင်းယောက်ျားသည်စင်းရင်ညဉ့်ဉ်စွာ ရှာဖွေစုဆောင်အပ်သောဥစ္စာပစ္စည်းတို့ကိုအဝတ်အစာအစာအသောက်တို့၌၎င်းပေါက်စားကစားခြင်းတို့၌၎င်း အပျော်ပါတို့၌၎င်းတပေါက်လင်းငယ်ထားခြင်းတို့၌၎င်းအယမ်းမဲ့လင်းဖြုံးတီးလေတလံခွေးမသည်မသိစဉ်စားတကဲ့သို့အိမ်သူမိန်းမတို့သည်ဤသို့တိတ်တဆိတ်ဖြုံးပြီးခိုးစားကြလက်တံကောတလမင်းအိမ်မက်ရှိရေမရှိရောအိုးလိုဖြင့်ခြံရံအပ်သော ရေပြည့်အိုးကြီးတလုံးကိုမြင်ရ၏လူတို့သည်အရဲရှင်းမျက်နှာမှရေကိုယူလာကြ၍ထိုရေပြည့်အိုးကြီးအတွင်သို့သာလျှင်တောင်းထည့်ကြ၏ လောင်းဖြဲ့သောရေတို့သည်ပြည့်စံ၍ကြကုန်၏ပြီးသို့လင်အဖန်တလဲလဲရေပြေအိုးတို့သာလောင်းလျက်ရေမရှိသောအချံရံအိုးတို့အတွင်းတို့သာမြည်သူမျှမလောင်းမထည့်ပဲနေသည်ကိုမြင်မှတ်ပါသည်နောက်ခါမကောင်းသောမင်းတို့လက်ထက်၌မင်းနှင့်တကွလူတို့တရားပြက်ကွာဩဇာဉာဏ်ဖြင့်ဆင်းရဲခြင်းတို့ရောက်ကြကုန်လက်တန်ထိုကမင်းဆိုရတို့သည်စင်ရသားတို့အားမင်း၏အကျိုးစီးပွားအတွက်ကိုသာလုပ်ကင်စေအံ့ ဆောင်ရွက်စီရင်ထမ်းရွက်စီရင်တို့ဖြစ်ရကမင်းတို့၌သာပြည်စုံအကျိုးခံစားကြရ၍စင်ရဲသားတို့မှာချေမရှိသောဥရောပမှာတစုံတရာမရှိငတ်မော့ခေါင်းပါခြင်းတို့ရောက်ကုန်လက်တန်းကောဒလာမင်းအိမ်မက်ကိုနတ်ဆိုင်ကျဲဝန်းသောရေကန်ကြီးတစ်ခုတွင်တရဝါတို့ဆင်း၍ရေတောက်ကြ၏ကံဤအလေရေနဲ့ရ၌ရေသည်နောက်၍ကန္နာဝင်ခြင်းရေတင်ရာတရဝါတို့နင်းရ၌ရေသည်ကြည်လင်ဤဟုမျက်မှတ်ပါသည် နောင်ခါတရားမဆောင်သောမင်းတို့သည် မတရားအုပ်စိုးခြင်းတဇိုးစားခြင်း လော်လေခြင်းတနာညာတာခယုနာမဲ့ခြင်းကြံကြုတ်ရက်ဆက်ခြင်းတို့ရှိလျက်လူတို့အပေါ်၌အထူးထူးအပြားပြားသောအချင်းရာဖြင့်အခွန်အတုပ်တို့ကို ခွဲခန့်ကောက်ယူလက်တံထို့အခါလူတို့မှာတစုံတရာမပေးဆောင်နိုင်ပင်ပန်းစင်းရဲလျက်မြို့ကြီးရဲ့ကြီးတို့၌မနေနိုင်မဲရက်စွန်တိနာတို့တွားရောက်နေကြရသည်ဖြစ်လက်တံကံလေတွင်နောက်၍ ကံဘေးရင်ကြီးတကဲ့သို့မြို့လေရွာလေ၌တိတ်ဆိတ်၍ရက်စွန်ပြည်နာ၌လူစီကားလက်တံကောဒလာမင်းအိမ်မက်တစေတလုံးသေးသောအိုဖြင့်တစ်ချိန်နဲ့ချက်တော်ထမင်းသည်အချို့ပြော၏အချို့မနှံ့အချို့နှံ့၏ဤသို့အမြင်မက်ပါသည်နောင်တရားမဆောင်သောမင်းတို့လက်ထက်၌မိုးကွက်ကြားရွာလက်တံထိုကားအချို့နေရာ၌မိုးရွာလွန်၍ကောက်ပဲသိမ့်နှံပြက်အံအချို့နေရာ၌ မရွာ၍ပြက်အံအချို့နေရာတို့တွင်ကမိုးမှန်၍ကောင်းအံဤသို့လျှင်သမင်းအိုးတွင်မြင်သောသမင်းကဲ့သို့ကောက်ပဲတိနှံသုံးထွေရလက်တံကောတလာမင်းအိမ်မက်ဆက်တအဖိုးတသိန်းထိုက်သော22ခုနှစ်ကိုရက်တပ်ပုတ်ရည်ဖြင့်လောင်းစားသည်ကိုမြင်မှတ်ပါသည်နောင်ခါငါဖျားဤသာသနာတော်ဆုပ်ယုပ်သောကာလတွင်လော်လေ၍လက်လာပါကိုမမောကုန်သောယဟန်အင်းစလီလူအင်းစလီတို့သည်စွန်စေ ကြောင်းသင်ငန်းဥစ္စာပစ္စည်းစသည်တို့ကိုအလိုရှိကုန်သည်ဖြစ်၍လမ်းခရီးဆုံးအိမ်ဝအိမ်ကျိုးအိမ်ကြားတို့၌ငါဖရာဤတရားတော်ကိုဟောကြားလက်တံနိဗ္ဗာန်အလိုငါဟောတော်မူအပ်သောအလွန်မွန်မြတ်သောတရားတော်ကိုတပည့်တမူတစ်ချက်စသည်တို့အကျိုးငါရောင်းစားဟောပြောကြသည်ဖြစ်၍တသိန်းထိုက်သောဆနကုနှစ်ကိုရတ္တပုတ်ရည်ဖြင့်ရောင်းစားတကယ်သို့ဖြစ်ကုန်လက်တံကောတလာမင်းအိမ်မက်ဆက်နှင့် ဘူးရောင်းတို့သည်ရေ၌ညစ်သည်ဟုမြင်မှတ်ပါသည်။နောင်ခါတရားမဆောင်သောမင်းတို့လက်ထက်၌အမျိုးရုပ်သောသူတို့ကိုသာယာရုစီစဉ်တေးသည့်ဖြစ်၍အမျိုးရုပ်တို့တကိုးအာနာကြီးမားထင်ပေါ်အရာရာတွင်တွင်ကျယ်လက်၎င်းတို့စကားသာလျင်ဘူးရောင်းညစ်တဲ့ကဲ့သို့နေ၍တီကုံလက်တန်းကောတလမင်းအိမ်မက်ဆက်သောကြောက်ဖြာကြီးရေတွင်ပေါ်သည်ဟုမြင်မှတ်ပါသည်။နောင်ခါ တရားမဆောင်သောမင်းတို့လက်ထက်၌တော်မှန်လိမ္မာပညာရှိသော သူတို့၏စကားသည်ညီသည့်အရာ၌မဆိုလေသောကြောက်ဖြာ ရေတွင်ပေါ်တဲ့သို့နစ်တီခြင်းမရှိ မခိုင်မမြဲရှိကြကုန်လက်တံကောသလမင်းအိမ်မက်ဆက်လေးဖားငယ်မတို့သည် ကြီးစွာသော မွေဟောက်ကြီးများကို စားမျိုးသည်ဟုမျက်မှတ်ပါသည်နောင်ခါလူတို့သည်ပြင်းသောຢာကရှိကုန်သည်ဖြစ်၍ကိလေသာအလိုတို့လိုက်ရဲ့ ငယ်ရွယ်ကုန်သောမယားတို့၏အလိုသို့လုံးဝလိုက်ကြကုန်လက်တံအလောက်ကိုင်းမှုဥစ္စာပစ္စည်းမှုကြီးကျွန်းမှုစီမံခန့်ခွဲမှုစသောအရရတို့၌လင်ပေါ်တွင်လွှာမှုအုပ်ဆိုးခြင်းကိုပြုကြမည်ဖြစ်ရာကဖားငယ်မှသည်အစိတ်လျင်သောမွေကိုစားမြူတကဲ့သို့ဖြစ်ကုန်လက်တံကောသလမင်းအိမ်မက်ဆန်ငါမဲနဲ့ရုပ်တွင်အစင်းဆိုးဝါးသောကြီးတို့ကို ရွှေဤအစင်းနှင့်တူသောရွှေဟင်းသာတို့ကခြံရံနေကြသည်ကိုမြင်မှတ်ပါသည်။နောင်ခါအာနေသောမင်းတို့လက်ထက်၌ထိုမင်းတို့သည် စင်စီငင်းစီစသောအတက်တို့၌မလိမ္မာ၍စစ်ထိုးခြင်း၌မရေရင်ပဲဖြစ်ကြကုန်လတ္တ။ထိုအခါတိုင်းပြည်နိုင်ငံ ဆုံးရှုံးမှုကိုဆို၍တူသောဇက်ရှိသောသူကောင်းသားတို့အားအစိုးရခြင်းကိုမပေးမှု၍မိမိတို့ထံ၌ခါစားကြကုန်သော အမျိုးရုပ်သောကြေးကျွန်တို့အားသာသိကုန်လက်တံသို့ဖြစ်၍အမျိုးကောင်းသားတို့ကိုးဝေးရမရှိပဲအစိုးရခြင်း၌တီကုံသောအမျိုးရုပ်တို့ထံ၌ခါစားကြကုန်လက်တံကောတလမင်းအိမ်မက်ဆက်ချောင်းစိတ်တို့သည်စိတ်တို့သက်စားချသဖြင့်စိတ်တို့သည်ကြောက်လန့်လျက်စိတ်တို့ကိုအဝေးမှမြင်လင်းပင် တောချုံရှိရာသို့ကြေးကြသည်ကို မြင်မှတ်ပါသည်နောင်ခါတရားမဆောင်သောမင်းတို့လက်ထက်၌ အမျိုးရုပ်သောသူတို့အစိုးရဖြစ်ကုန်သည်ဖြစ်၍အမျိုးမျက်သူတို့မထင်ရှားဖြစ်လက်တံအမျိုးရုပ်သူတို့မှာမင်းကျွမ်းဝင်သည်ဖြစ်၍တရားရုံးတို့၌ဩဇာအာဏာလွှမ်းမိုးလျက်အမျိုးမျက်သူတို့ဤဘိုးဘပိုင်းလယ်မြေဥစ္စာအရရတို့ကိုငါတို့လယ်မြေဥစ္စာဖြစ်သည်ဟုသိမ့်ယူကြ၍တရားတပောင်ဖြစ်လျင်တကိုးမဲ့သူတို့အားဖိနှိပ်ပုတ်ခတ်ချင်းချောက်နှင်ထုတ်လျက်အနိုင်ကျင့်ကြကုန်လောက်တံထို့ကအမျိုးမျက်သူတို့ကြောက်လန့်ဆက်ဆုပ်ကုန်သည်ဖြစ်၍ လေယာဥစ္စာတို့ကိုပေးအပ်ကုန်ရင်အိမ်တို့ပြန်၍နေကြကုန်ရန်ထိုမှတပါလဲအကျင့်သီလရှိသောယဟန်တို့သည်အကျင့်သီလမဲ့သောယဟန်တို့ကချုပ်ချယ်ပြိမ့်နှိတ်ကြလေသဖြင့်တောသို့ပြေးဝင်ပုံအောင်ကြကုန်လက်တံဤသို့လျှင်အမျိုးကောင်းသူတော်ကောင်းတို့လည်းလွတ်ရာကျွရာတောတောတောင်တောင်တို့ကိုပြေးပုံကြကုန်လက်တံကောသလမင်းအိမ်မက်အားလုံးဟာယနေ့ခေတ်မှာတော့တကယ်ဖြစ်လာနေရပါဒါကြောင့်ဘသူပြက်ပြက် ကိုမပြတ်အောင်ထိန်းကြပါလို့တိုက်တွန်းရင်းနှုတ်ဆက်လိုက်ပါရရှင်